စ်ကောက်စီရဲ့လေကြောင်းအန်တီတွေကြောင့်ရခိုင်မှာစာတင်ကြောက်ကိုဗဟုပြုတဲ့ပညာရေးစနစ်ကိုကောက်တဲ့ဖို့ဖို့ခက်ခဲနေသေးတယ်လို့ပညာရေးအတိုက်အဝိုက်တွေကသိရပါတယ်ตาลีโซบาอาชีรุลาลานွေမော်ဝီစိတ်ရှုံးနေတဲ့တဲ့စိတ်ကောက်စီဟာသူတို့လာလက်ထားတဲ့ရခိုင်ပြည်တွင်းကစာတင်ကြောက်တွေပါဝင်ဘာသာရေးအစအုံတွေဆေးရုံစစ်ခန့်တွေနဲ့ လူနေကျေးရော်တွေနဲ့လူနေထူးတဲ့မြို့ရော်တွေကိုမကြခဏလေကြောင်းကနေဘုံကေးတိုက်ခိုက်နေတဲ့အတွက်ကလေးသူငယ်တွေပါဝင်အရေးသားတဲ့တည်ဆုံမှုဒဏ်ရာရှိမှုတွေများပြနေပါတယ်အခုလည်းအချိန်တွေကြောင်းရခိုင်ကြောက်သားကြောက်သူတွေတော့စာတင်ကြောက်ကိုဗဟုပြုတဲ့ပညာရေးစနစ်ကိုမကျက်သုံးနိုင်သေးပဲဖြစ်နေပြီးအဆင်ပြေတဲ့နေရာတွေမှာကျူချင်းစနစ်နဲ့တန်ကြားပြသနေရတယ်လို့ဆာဆာမအပိုင်ဝဲတွေကပြောပါတယ်စစ်ကောက်စီရဲ့တိုက်ခိုက်မှုကြောင့်အခြေခံပညာစာတင်ကြောက်တွေ ခွဲလဲနိုင်တာမရှိသေးပြီမြန်ပညာရေးကဏ္ဍလိုက်ဟာမုံမရှိစေဖို့အတွက်အရဟဘီသူတော်ရင်အစိုးရနဲ့ဆရာဆရာမတွေပူပေါင်းပြီးတော့ရခိုင်ကလွန်မြောက်နေမိတယ်မှာပြီးခဲ့တဲ့2024လေးခုနှစ်ကစပြီးတပ်သူကြသားတွေကိုနေလန်မျိုးစုနဲ့ပညာသင်ကြားပေးနေတယ်လို့သိရပါတယ်ရခိုင်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလအထိလေးလအတွင်းစစ်ကောက်စီရေးလျော့တိုက်ခိုက်မှုတွေကြောင့်အရဲသား114လောက်တေဆုံးပြီးအယောက်180လောက်ဒဏ်ရာရရှိခဲ့တယ်လို့ရိန်ဂျာတရင်ဌာနရဲ့ကောက်ယူထားတဲ့ဇာတ်ရင်းတွေအရသိရပါတယ်ခင်ဗျာ